KNU တက်မဟာငါးထင်းကျုံနယ်မြေပါပုံကို ထိုးစစ်ဆင်ဖို့စစ်တပ်ပြင်ဆင်အောက်တိုဘာ၄ရက်နေ့တွင်ကတော့ KNU တက်မဟာငါးထင်းကျုံထားတဲ့ဖာပုံကတိုင်းဒီလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့တောင်သုံးလုံးဆင်ဆွေမထိုးကူးစိတ်စားတဲ့တပ်စခန်းတွေကိုစစ်တပ်ကပြန်လည်သိမ်းယူပြီးနေမြေဆိုးမိုးနိုင်ဖို့နဲ့ဖာပုံခြေချစစ်ဗျူဟာစီတက်ကူပေးဖို့နိုင်ဖို့အတွက်စစ်တပ်နဲ့ပူးပေါင်းစစ်ကြောင်း BGF ခွဲထွက် DKBA ဖွဲ့တွေကထိုးစစ်ဆင်ဖို့ပြင်လာတာဖြစ်ပါတယ်ကတိုင်းဒီစခန်းကိုတော့ပြီးခဲ့တဲ့ဇွန်လပိုင်းက စစ်တပ်ကပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီးတဆွဲထားပါတဲ့ထို့နောက်အင်းပြည်နယ်ဖာပုံကမောင်းလန်းပိုင်းတလျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ဖာပုံစစ်ဗျူဟာစီတက်ကူပေးဖို့နိုင်ဖို့အတွက်စစ်တပ်ကဂရင်လက်နက်ကင်ဖွဲ့တွေဖြစ်ကြတဲ့ဂရင်နေကြားဆောင်တဲ့ BGF နဲ့ခွဲထွက် DKBA တို့နဲ့ပူးပေါင်းပြီး KNU တက်မဟာနားနယ်မြေကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကကတိုင်တိဘက်ပေါ်တက်လာတဲ့စစ်တပ် DKBA BGF ပူးပေါင်းစစ်ကြောင်းတို့ကို KNU တက်မဟာနားပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီးစစ်တပ်ဘက်ကဝါဒူရွာထိပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်းသိထားရပါတယ်။ခုထိတော့သူတို့အဲ့ဒီဝါဒူရွာမှာပဲပြန်ပြီးတော့အထိုင်ချနေတဲ့အပေါ်ကတိုင်တီကိုတက်မလာသေးဘူးပေါ့လို့ဗိုလ်မှူးကြီးစောကလေးတို့ပြောပါတယ်။လက်ရှိမှာစစ်တပ်နဲ့အတူ BGF ပိုပြီးဥဆောင်တဲ့ခွဲထွက်အဖွဲ့ DKBA တပ်ဖွဲ့တို့ဟာကမမောင်းကတိုင်တီလမ်းပိုင်းကဝါဒူချေးရွာမှာအထိုင်ချနေထိုင်ပြီးကတိုင်တီဖာပုံဘက်ကိုဥတီစစ်ကြောင်းထိုးဖို့စီစဉ်နေတာလို့တက်မဟာငါပြောရေးဆိုခွင့်ရှိသူပိုမှူးကြီးစောကလေးတို့ကပြောပါတယ်။ စစ်တပ်နဲ့တူပူးပေါင်းတိုက်ခိုက်ပေးနေတဲ့ဂရင်လက်နက်ကိုင်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ဂရင်နေကြားဆောင်တဲ့ BGF လက်အောက်ခံတပ်ရင်း1014,1013နဲ့ကြိုင်းပေါ်တော်မူထူးဒေတာ OBU ဆောင်တဲ့ခွဲထွက်တဲ့ဖွဲ့ DGBA တို့ဟာရွေးကောက်ပွဲကိုထောက်ခံနေတဲ့ဖွဲ့လည်းဖြစ်ကြပါဗျ။ BGF တရင်အမှတ်1013ကဖာပုံမြို့နယ်ကတိုင်းတီကျေးရွာမှာအခြေစိုက်ပြီးတရင်အမှတ်1014ကတော့ဖာပုံမြို့နယ်ကမမောင်းမြို့နီးတရာဦးကျေးရွာမှာအခြေစိုက်ထားပါဗျ။ ဘိုဘီဦးဆောင်နဲ့ခွဲထွက် DKBA တပ်ဖွဲ့တို့ကတော့ဗားအမျိုးနယ်တန်လင်မြေအနောက်ဘက်ကန် KNU တပ်မဟာတဲ့နေမြေကြာအင်ပေါ်တော်မူဒေတာမှာဌာနချုပ်ပြုလုပ်ပြီးအခြေစိုက်တက်ဆွဲတာပါလက်ရှိဖြစ်ပွားနေတဲ့၄ကီကောမြို့တိုက်ပွဲမှာစစ်တပ်နဲ့အတူဒရင်နေကြားဆောင်တဲ့ BGF လည်းပါဝင်ကူညီတိုက်ခိုက်ပေးနေပြီးခွဲထွက် DKBA တပ်ဖွဲ့ကတော့ဂျုံတိုးကောကရိတ်လမ်းပိုင်းနဲ့အာရှလမ်းပိုင်းတိုက်ပွဲတွေမှာစစ်တပ်ဘက်ကနေပေါ်ပေါ်ထင်ထင်ပါဝင်အားဖြည့်ပေးပါတယ်စစ်တပ်ဟာကရင်ပြည်နယ်တွင်းက၄ကီကောမြို့တိုက်ပွဲပါဝင် ဖာဘုံကမမောင်းလန်ဂျုံတုံးနဘူးလန်ကောကရိတ်ကြအင်းစိတ်ကြီးလန်နဲ့ကြာအင်းစိတ်ကြီးဖရားသုံးစုလန်ပိုင်းတွေကိုအပြည့်ဝပြန်လဲစိုးမိုးထင်းကျုံနိုင်ရဲ့အတွက်ဂရင်လက်နက်ကင်ခွဲ့ချိုးရဲ့အကူအညီနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။အော်တိုဘာ၄ရက်နေ့တည်ရတဲ့တည်င်းကတော့ကမ်ဘလူမြို့နယ်ဘက်ကနေတန်ဆယ်မြို့နယ်ကိုစစ်အင်အားဖိပြီးတဲ့နောက်တန်ဆယ်ရေကြီးကားလမ်းမောက်ကိုအခုလတည်းရက်ကစားပြီးစစ်တပ်ကစစ်ကြောင်းဖိုးလာတာလို့သိရပါတယ်။စစ်တပ်ကမြေပြင်စစ်ကြောင်းမဝင်ခင်စက်တင်ဘာ26ရက်နေ့လယ်ပိုင်းကတန်ဆယ် ရေကြီးကားလမ်းမဘေးကရွာတွေကိုဂျန်ယိုကောပရာ၃စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ဒန်ဆယ်ရေကြီးလမ်းပိုင်မှာ PDF တပ်ဖွဲ့တွေနဲ့နှစ်ဖက်တီတွေ့မှုတွေဖြစ်ပြီးနောက်စစ်တပ်ကတနေရွာထဲဝင်ရောက်တဆွဲပြီးအဲနောက်ဇီးကုန်းဘက်ကိုပြန်ဆုတ်သွားတယ်လို့သိရပါတယ်။ဇီးကုန်းဘက်ကိုပြန်ဆုတ်သွားပြီးဒန်ဆယ်ရေဦးလမ်းပိုင်ဆုံးမမှုယူဖို့လို့မြင်တဲ့ရွေးကောက်ပွဲအတွက်နေမြေဆုံးမမှုယူဖို့လှုပ်လာနိုင်ပါတယ်လို့စစ်ရေးတရင်ကပြောပါတယ်။စစ်ကြောင်းမှာချင်းမြင့်တဲ့ရင် အမှတ်360တခမရ360တနဲ့ပြူစောတိအင်အား နှစ်ရဝန်းကျင်ပါတယ်လို့သိရတယ်လို့ PDF ဘက်ကလည်းအမတ်တရွှေဘုခံစစ်ဌာနတည်ရင်690နှစ်ဗျူဟာ52ပေါ်ဝီစစ်ကြောင်းတန်ဆယ်ဘက်ကဟာရေးပြီးဘက်ကပါ ABDF တန်ဆယ်တို့ပူးပေါင်းလိုက်ခိုက်ခဲ့တယ်လို့ဒေတာခန့်စစ်ရေးတရင်မြစ်ကထံကနေတည်ထားရပါတယ်။ရွှေဘိုဘက်ကိုကြည့်ရင်လည်းအော်တိုဘာနှစ်ရက်နေတုန်းကစကိုင်းတိုင်းရွှေဘိုမြို့မှာစစ်တပ်ရဲ့တပ်မ33လက်အောက်ခံစစ်ကြောင်းနဲ့ PDF ဖွဲ့တွေထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။အော်တိုဘာလနှစ်ရက်နေမနေ့6နိုင်ခွဲခန့်ကနှစ်ဖက်တပ်တွေက ကနန်းကြီးရွာနီးမှာတိုက်ပွဲတွေဖြစ်ခဲ့ပြီးနေ့လယ်စက်နှစ်နာရီခွဲထိတိုက်ပွဲတွေပြင်းထန်ခဲ့ကနှစ်ဖက်ထိကိုက်တိုက်စုံမှုတွေဖြစ်တဲ့အထိလို့သိရပါတယ်။ဒါအပြင်အချို့လည်းအရှင်ဖမ်းခံရတယ်လို့သိထားရပါတယ်။မြို့ထဲမှာတဆွဲထားတဲ့စစ်ကြောင်းကကနန်းကြီးရွာကိုဝင်လာလို့ PDF တွေနဲ့နှစ်ဖက်ထိတွေ့တာလို့ရွှေဘိုခရိုင်ပကောက်အာနဲ့နီးစပ်သူတို့ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာရွှေဘိုမြို့တော်ဘက်မှကုပလာဒါယုံမှာတဆွဲထားတဲ့စစ်ကြောင်းဖြစ်ပါတယ်။ PDF ဘက်ကတော့ရွှေဘိုခရိုင်တရင်4058239269ဒူကဲတာဝီကန်နဲ့ရွှေဘုံမြို့နယ် PDF တိုက်နဲ့နာ PDF တော့ဘို PDF နော်တန်တိုက်ကားအခွဲ PDF ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတဲ့တိုက်ပွဲအတွင်းမှာ PDF ရဲဘော်နဲ့ဦးချဆုံးခဲ့ပြီး၃ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာရွှေဘုံမြို့ပေါ်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ရွှေဘုံမြို့ကကြီးကွင်းနီးအောင်မြေဘုံကြီးကျောင်းတွင်းတို့ကြားရောက်ပောက်ကွဲခဲ့ပါသေးတယ် အဲ့ဒီစစ်ကြောင်းမှာပြည်သူစစ်တင်တဲ့အဆင့်တွေတော်တော်များများပါလာတယ်လက်နက်ချဖို့ပြောပေမဲ့မရတဲ့အခါတိုက်စစ်ဖို့ရတာပါလို့ရွှေဘုံမျိုးကကာကွယ်ရေးရဲ့ဘော်တို့ကပြောပါတယ်စစ်တပ်စစ်ကြောင်းဟာတိုက်ခိုက်ခံရပြီးတဲ့နောက်ပြန်လည်ဆုတ်ခွာသွားပြီးထက်မှန်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေရလို့သိရပါတယ်